အားလုံးမင်္ဂလာပါ UK Manchester ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ Liverpool အသင်းကတော့ဒါအခုလက်ရှိမှာသူတို့အသင်းရဲ့နောက်ခံကစားမဖြစ် Markey ဟီကို9မိနစ်စာချုပ်ချုပ်ဆိုနိုင်မှာဖြစ်ကြောင်းဖော်ပြလာတယ်ဆိုကစားမက Liverpool ကိုပြောင်းဖို့ခေါင်းညိပြီးအားလုံးကဆွေးနွေးမှုတွေ Advanced Stage ကိုရောက်ပြီးဒါပေမဲ့ Crystal Palace Town ဆိုတဲ့ပြောင်းရွှေ့ခြေကိုနှိမ့်မြဖြစ်နေတယ်ပဲလစ်ကတော့သူတို့ကစားမအတွက် အနည်းဆုံး45တန် plus အပိုးစုချင်းဝင်5တန်ထိလိုချင်တယ်လီဗာပူးကတန်30ကျော်လောက်ပဲပေးချင်ပြီးတော့သူတို့ရဲ့လူငယ်ကစားမဘန်ဒုတ်ကိုပါအလိုက်ပေးကမ်းလှမ်းချင်တယ်ခရစ်စတယ်ပဲလစ်ကအခုလောလောဆယ်မှာဒီသူတို့အစားထိုးမဲ့ကစားမတော့သူတို့ရှာပြီးပြီး ဒါ Sporting Lisbon ရဲ့ Ivory Coast နောက်ခံစားမ Usmane Diamanti ကို Euro 55တန်း package နဲ့ Palace ကခေါ်ဖို့သဘောတူထားတယ်။ဒါပေမဲ့အဲ့ဒါတွေအားလုံးက Markehi အပြောင်းအလဲဖြစ်မှာပဲဖြစ်လာမှာရှိတယ်။ဆိုတော့အခု Liverpool က Markehi အပြောင်းအလဲကိုအပီးသတ်နေတယ်။ဒါပေမဲ့ပြောင်းရွှေ့ခြေကတော့အခုလောလောဆယ်ထိနှိမ့်နိုင်နေစေဖြစ်ပြီး Palace က55တန်းအောင်စင်းကိုမစင်းဘူးဆိုပြီးတော့ Liverpool ကိုအပြက်ပြက်သားသားတုံ့ပြန်ထားတယ်။ဆိုတော့ဒီနေရာမှာ ဒါလီဗာပူးရဲ့ဒါနောက်ခံကစားမှာအီဘရာဟီမာခနာတေးပေါ့လေမာကေဟီရောက်ရင် ခနာတေးကတေးချပေါက်ထွက်သွားနိုင်တယ်ဆိုတော့အခုနောက်ဆုံး Football Insider နဲ့ Daily Express မှာဖော်ပြချက်ရခနာတေးကလီဗာပူးရဲ့ Opening Bid ပထမဆုံးချိန်ကမ်းလှမ်းတဲ့တက်တန်းတိုးစာချုပ်ကိုပယ်ချထားတယ် Real Madrid, Paris Saint-Germain နဲ့ Ahila အသင်း၃သင်းလုံးကသူ့ကိုဆက်သွယ်ထားတယ်။ Liverpool အနေနဲ့ခနာတေးကိုတတ်တမ်းမတိုးနိုင်ရင် လာမယ့်ရာသီမှာ trend အလက္ခဏာအားလို့ပုံစံမျိုးမဖြစ်အောင် ရောင်းချဖို့စဉ်းစားထားတယ်သူတို့ခနာတေးကိုရောင်းမဲ့ပြောင်းရွှေ့ချေကတန်းလေးစေဒါပေမဲ့ကျွန်တော်စဉ်းစားတာပေါ့ဗျာစာချုပ်တစ်နှစ်ပဲချန်တဲ့မာကေဟီကို balance က90တောင်းရင်ခနာတေးကိုလေပါဘူးကဘာလို့90နဲ့အထက်တောင်းလို့မရမှာဒါပေမဲ့ခတ်တာကအင်္ဂလိပ် market မဟုတ်ဘူးအင်္ဂလိပ် player ပုတ်တဲ့အတွက်ကြောင့်တောင်းဖို့ခက်တယ်ဒါပါတော့ခနာတေး premier league club ထဲက example အနေနဲ့ chelsea ကိုသွားမယ်လို့ မန်ယူနိုက်တက်ကိုသွားမယ်အာဆင်ကိုသွားမယ်ဆိုမေးပြီးလီဗာပူးက90လောက်တောင်းကောင်းတောင်းလို့ရမယ် quality player ဖြစ်တဲ့ဆိုသည့်တိုင်အောင်ဒါ easy ရတယ်ဒါပေမဲ့ဥရောပကိုသွားမယ်ဆိုရင်တော့အဲ့လောက်ရဖို့ခက်တယ်နောက်တစ်ခုက market ကြီးကလည်းအင်္ဂလိပ် player ဖြစ်တဲ့အင်္ဂလိပ်လူမျိုးဖြစ်တဲ့အတွက်ကြောင့်လေလီဗာပူးအသေးအတွက်55တန်း50တောင်းခံထားရတယ်ဆိုတော့ လီဗာပူးကဂေဟီကိုခေါ်ဖို့လုပ်နေတယ်၅နှစ်စာချုပ်တို့ချုပ်မယ်ဒါပေမဲ့ personal agreement ရဖို့ကပြဿနာမရှိပေမဲ့ပြောင်းရွှေ့ချေကိုညှိနေတဲ့အချိန်မှာတကယ်လို့တက်တန်းတိုးတာကိုလက်မခံပဲငင်းဆန်နေမယ်ဆိုရင်ခနာတိတ်ကိုလီဗာပူးကတန်း40နဲ့ရောင်းမယ်လို့ပေါ်ပြထားတယ်ဒီနေရာမှာလီဗာပူးက Harvey Elliott ကိုလည်းထုတ်မှာပါကစားမကိုတိုင်ပုံမှန် regular ကစားကွင်ရမယ်အသိန်းကိုပြောင်းမယ်ဆိုပြီးပေါ်ပြထားတယ်။ Athletic မှာပေါ်ပြချက်ရ under 21ပြိုင်ပွဲမှာအကောင်းဆုံးဆူရခဲ့တဲ့ဒါ Harvey Elliott ကဒါသူ့ကို Liverpool အသင်းကရောင်းဖို့ဆုံးဖြတ်တဲ့အချိန်မှာတန်း40လောက်ထိ Liverpool ကလိုချင်တယ် Harvey Elliott အတွက်သူတို့တန်း40လိုချင်တယ်ဒီ22နှစ်သားအတွက် Liverpool ဘက်ကပုံမှန်ကစားကွင်းလိုချင်တဲ့အတွက်ထွက်ခွာခွင့်ပေးမှာဖြစ်ပေမဲ့တကယ်လို့သူတို့ရှိကဝယ်သွားမယ်ဆိုရင်တော့တန်း50ပတ်ဝန်းကျင်တန်း50အထက်နဲ့ပြန်ဝယ်လို့ရမယ့် buyback option နဲ့သူတို့ Harvey Elliott ကိုရောင်းမယ် ရောင်းတော့ရောင်းမယ် Harvey Ellis ကိုတစ်ချိန်ချင်းမှာသူတို့ ပြန်ခေါ်လို့ရနိုင်ဖို့အတွက် buyback option ကတန်း90အထက်လောက်သူတို့ထည့်ပြီးတော့ Harvey Ellis ကိုရောင်းမယ်ဥမာ Jared Consars ကိုသူတို့ရောင်းခဲ့သလိုမျိုးပေါ့လေ Bayer Leverkusen ကိုသူတို့35တန်းနဲ့ရောင်းနေဒါပေမဲ့တန်း60နဲ့2029မှာစပြီးတော့ Liverpool ကပြန်ဝယ်ခွင့်ရှိတဲ့ buyback option ရှိတယ်အဲအဲ့လိုပုံစံမျိုး Liverpool ကရောင်းချင်တယ် အခုလောလောဆယ်မှာ Louis Diaz ရဲ့ Cody Gapper Gapo တို့နှစ်ယောက်ကဒါဘိုင်ယွန်းရဲ့အသင်းကအသေးအံလိုက်တယ်အထူးသဖြင့် Lee Rice နဲ့ဒီအမှာအစားထိုးခြင်းနဲ့တော့ဘိုင်ယန်က Gapo နဲ့နောက် Diaz ကိုလိုချင်တယ်ကျွန်တော်ထင်တော့ Diaz လောက်ပဲရောင်းရင်ရောင်းမယ် Gapo ကတော့ရောင်းမှာမဟုတ်ဘူးဆိုတော့အခုလောလောဆယ်မှာ Gehi အပြောင်းရွှေ့နီးတရထက်နီးလာတယ် ခနာထေးတတ်တမ်းမတိုးတာနဲ့လီဗာပူးကတန်း40လောက်နဲ့ရောင်းဖို့ရှိပြီးဟာဗီအီလီယက်ကိုဘိုက်ဘက် option နဲ့လီဗာပူးကရောင်းထုတ်ဖို့ပြင်ဆင်နေပါတယ်အားလုံးကျေးဇူးတင်ပါတယ်